်အားသာဝါလာရှင်ဒီကမလုံးများလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာဧပြီလ23ရက်နေ့နောက်ဆုံးရအာဆင်နယ်ညနေသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် ်ပထမဆုံးသတင်းတစ်ပုဒ်ကတော့သမက်ပါတီနဲ့ပတ်သက်ပြီးနမိတ်ကျော်သတင်းထောက်ချားဝက်ဖော်ပြထားတဲ့သတင်းစကားလေးတွေကိုစူးစီးပြီးဖော်ပြပေးသွားကြပါမယ်။နမိတ်ကျော်သတင်းထောက်ချားဝက်ကဖော်ပြထားကြရတော့အာဆင်နယ်ကသမက်ပါတီနဲ့ပတ်သက်ပြီးဘယ်တော့မှဆွေးနွေးညှိနှိုင်းမှုမလုပ်ခဲ့ဘူး။သောမက်ပါတီရဲ့အေဂျင့်လန်ဒန်ကိုရောက်နေရတော့မှအာဆင်နယ်ကတွေ့ဆုံဆွေးနွေးမှုမလုပ်ခဲ့ဘူး။ပါတီရဲ့မိသားစုဝင်တွေကလန်ဒန်မှာပြောင်းနေပြီးတော့သောမက်ပါတီကလည်းအာဆင်နယ်မှာဆက်ရှိနေဖို့ကိုမျှော်လင့်နေတယ်။ ဒါပေမဲ့တခုတော့ရှိရနောက်ဆုံးနေ့ရက်ဒီမှာတနှစ်ပလက်အလိုလျောက်တက်တန်းတုတ်ွက်တနှစ်ပုံစံမျိုးဂျော်ဂျီညိုတို့ကကန်လန်းခဲ့တာလိုမျိုးရှီကောင်းရှိလာနိုင်တယ်ဆိုပြီးတော့သတင်းထောက်ချဝက်စ်ကဖော်ပြသွားတယ်။အဲ့တော့ဒီချက်လက်တွေကိုကြည့်မယ်ဆိုရင်ပါတီကအာဆင်နယ်မှာပြောတယ်အာဆင်နယ်မှာဆက်နေခြင်းတယ်။ဒါပေမဲ့တစ်ဖက်ကအာဆင်နယ်ကလည်းပါတီနဲ့ပတ်သက်ပြီးဘယ်တော့မှဆွေးနွေးမှုမလုပ်ခဲ့ဘူး။စာချုပ်ကိစ္စကိုဘယ်တော့မှမဖွင့်ခဲ့ဘူးမပြောခဲ့ဘူးပေါ့ဗျာ။အဲ့တော့ကျွန်တော်တို့မနစ်ကတော့ဂျော်ဂျီညိုကိုတနှစ်ပလက်အလိုလျောက်တက်တန်းတုတ်ွက်တနှစ်နဲ့ချုပ်တုံးက ဒီကစားသမားကိုကျွန်တော်တို့ကြိုက်တော့မှတစ်နှစ်တတန်းတူးမှဖြစ်တဲ့အတွက်အခုຫນွေမှာဂျိုချင်းညိုသည်သူ့ရဲ့စာချုပ်ပထမတစ်နှစ်ပြည်တာနဲ့အလုံးနဲ့ထွက်ခွာတော့မယ်ပါတီကိုအဲ့လိုကမ်းလှမ်းမယ်ဆိုရင်လည်းလက်ရှိအသင်းဖန်တွေအကုန်လုံးကသဘောကျမှာဒါပေမဲ့ပါတီနဲ့ပတ်သက်ပြီးတော့အမှုကိစ္စတွေရှိတာလားဘယ်ချိန်ဆိုဒဏ်ရာတော့တဲ့အနေထားကြောင့်လားသူ့ရဲ့လောက်ခလာစားကဈေးကြီးလို့လားဒါမှမဟုတ်အခြား တက်30ကျော်ကစားသမားတူဖြစ်နေလို့လားတော့မသိဘူးအတင်းကတကယ့်ကို quality မြင့်ကစားသမားတွေထပ်ပြီးဖြစ်ဖို့ရည်ရွယ်ချက်ရှိလို့လားမသိဘူးပါတီနဲ့ပတ်သက်ပြီးလက်ရှိအခြေအနေတော့စာချုပ်သက်တမ်းလောက်တာမရှိသေးဘူးပေါ့လေ32နှစ်ရဲ့ဂါတာသားကတော့အာဆီနယ်တို့ကစာချုပ်သက်တမ်းမချုပ်လဲသူ့ကိုလိုချင်တဲ့အသင်းတွေကဝိုင်းဝိုင်းလည်နေကြပဲဂျူပင်တက်အက်တလတီကိုမက်ဒရစ်ဘာစီလိုနာတို့အသင်းတွေရှိတယ် အလွတ်နဲ့ဟေ့ဆိုဒီသာမောက်လူချင်းတဲ့တင်းနေမှာဝိုင်းဝိုင်းလည်ညာပဲလက်ရှိအာဆင်နယ်အသင်းပေးနေတဲ့တပတ်ပေါင်2သိန်းဆိုတာကသူတို့ပေးလို့ရတဲ့အသင်းတွေကြီးပဲအဲ့တော့ဒီကစားမောက်အာဆင်နယ်ကိုစာယူတတန်တိုးဖို့ကိစ္စကမနစ်ကဂျော်ဂျီညိုလိုပဲတနစ်ပလက်လူလျောက်တတန်တိုးခွင့် surprise sign ဆိုပြီးကန်းနန်းတော့ပါပဲဖြစ်လာနိုင်ချေရှိတယ်ဖြစ်ဖို့ရာခိုင်နှုန်းကတော့အရန်နေပါတယ်ဒီကစားမောက်ဒီရက်ဒီမှာ46ဝက်မှာ၄ဂိုးသွင်းပြီးတော့ နှလုံးဖန်တီးထားတယ်အာဆင်နယ်အသင်းအတွက်တရားသည့်မှာအယံ strong ဖြစ်တဲ့ကစားသမားကိုအလွတ်နဲ့ဆုံးရှုံးအောင်မှာအာဆင်နယ်ဖန်ပါဝင်ကျွန်တော်တို့တွေအကုန်လုံးအယံကိုမှတမျောနေမယ်လေအသင်းကတော့ပါတီနဲ့ပတ်သက်ပြီးတော့လုံးဝဆွေးနွေးညှိနှိုင်းမလုပ်ထားဘူးဆိုပြီးတော့သတင်းတွေကဖော်ပြထားပါတယ်ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါနီကိုဝီလန်နဲ့ပတ်သက်တဲ့သတင်းပေါ့လေအာဆင်နယ်ကသူတို့အသင်းရဲ့တိုက်စစ်တောင်ပန်နံပါတ်1ဈေးကွက်ထဲကပြစ်မှတ်လဲဖြစ်တဲ့နီကိုဝီလန်နဲ့ပတ်သက်ပြီးချိတ်ဆက်မှုတွေလုပ်နေပြီမဲ့အက်သလက်တစ် ဖီဘာဝအသင်းရဲ့တိုက်စစ်တောင်ပန်ကစားသမားတော့ချန်ပီယံလိဂ်ဝင်ဝင်ဆက်ပြီးရမယ်ဆိုလို့ရှိရင်တော့စပိန်မြေမှာပဲဆက်ပြီးနေကျင်တယ်ဆိုပြီးသတင်းတွေကဖော်ပြသွားပါဗါတယ်အဲ့တော့ဒီသတင်းတွေရဆိုရင်တော့ဒါတီပိုတူဘဘက်ကရတဲ့သတင်းပေါ့လေဒီသတင်းတွေရဆိုလို့ရှိရင်တော့သူကစပိန်မြေဆက်နေကျင်တယ်ချန်ပီယံလိဂ်ဝင်ရရင်အခုဘလို့ပြောမလဲဆိုတော့အတလက်တစ်ဘီဘာဝအသင်းကလည်းချန်ပီယံလိဂ်ဝင်ရဖို့တော်တော်အချိန်ကြီးကောင်းတယ်အခု လာလီဂါကပရီးမီးယားလိဂ်နီးတူချန်ပီယံလိဂ်ဝင်9နေရာရသွားပြီ လာမယ့်ရာသီမှာအဲ့လိုအနေထားကြောင့်အခုဘာစီလိုနာရီယယ်မက်ဒရစ်အက်တလက်တီကိုမက်ဒရစ်အက်တလက်တစ်ဘီဘာအိုနဲ့နောက်ဆုံးဘီလာကြီးရဲ့ဒီအသင်းတွေကတော့ချန်ပီယံလိဝင်ရောက်ဖို့အတွက်လက်ရှိအမှတ်ပေးစရာမှာဥဆောင်နေရအောင်တွေးရတယ်။နီကိုဝီလျံအနေနဲ့စပိန်မြတ်မထွက်ခွာချင်တာလည်းအထူးဆန်းတော့မဟုတ်ဘူး။ကျွန်တော်တို့အာဆင်နီကကြိုက်လိုက်ပြီဆိုစပိန်ကစားသမားတွေစပိန်လာလီဂါကစားသမားတွေမီခေးမိန်တို့တော့မှဒါတော်တော်လေးခေါ်ထုတ်လို့ရလာခဲ့တာ။စပိန်မြတ်ကစားသမားတွေသွားပြီးကမ်းလှမ်းလိုက်။အဲ့ကစားသမားတွေများသောအားဖြင့်အဲ့ပြည်တွေကိုတအားချစ်တာ။ တော်တော်မထွက်ချင်ကြအောင်ဇူဟီမန်နီဆိုလို့ရှိရင်လည်းရာကနီလိုက်ပြန်ပြီးတော့လက်လွတ်လိုက်ရလိုက်တခြားသည်နဲ့သွားပြီးကန်လန်တာကြံတဲ့ရာသီတွေကအခုဒီဒါမဲ့နိုရာသီမှာလည်းဇူဟီမန်နီကိစ္စအသင်းဘက်က69ရာခိုင်နှုန်းကျင်းတယ်ဆိုရင်တော့မှကျန်တဲ့1ရာခိုင်နှုန်းသည်ကစားသမားရဲ့စိတ်အပြောင်းလဲရဖြစ်ကောင်းလဲဖြစ်သွားနိုင်တယ်အဲ့လိုနေသားရှိရအခုနီကိုဝီလီယမ်ကချက်မြဲလေးဝင်ရရင်စပိန်ပြပါပဲဆက်ပြီးနေချေဆိုပြီးသတင်းတွေထွက်နေရအဲ့တော့အာဆင်နယ်တို့အနေနဲ့တိုက်စစ်တောင်းပန်နဲ့ပတ်သက်ပြီးနီကိုဝီလီယမ်ကိုချိတ်ဆက်နေဆိုပေမဲ့ချက်မြဲလေးဝင်ရဖို့အချိန်ကြီးကောင်းနေတဲ့ပြပါဦးမှာတော့နီကိုဝီလီယမ်ဆက်နေသွားနိုင်ချေများဆိုပြီးတော့ ော့သတင်းတွေကဖော်ပြထားတယ်ပြီးတော့အာဆင်နယ်ရဲ့နံပါတ်1တိုက်စစ်တောင်ပံထဲကတဦးဖြစ်တဲ့မာတီးယက်ကူညာကလည်း United ကိုရောက်ဖို့အတွက်ရာခိုင်နှုန်းအရမ်းများသွားပြီရောက်တဲ့လောက်ကိုဖြစ်နေပြီအဲ့တော့တိုက်စစ်တောင်ပံပြစ်မှတ်ဒီထဲမှာစီမီညိုတို့ကျန်တဲ့ကစားသမားတွေပေါ့လေအန်ဘူမိုတို့လိုကစားသမားမျိုးတွေတဖြည်းဖြည်းကျန်တော့တယ်ဘောမက်ကူတက်ကလည်းစော်ဒီမျိုးပြောင်းဖို့များတယ်အဲ့တော့အာဆင်နယ်အနေနဲ့တိုက်စစ်တောင်ပံနဲ့ပတ်သက်ဘယ်သူတွေဝင်မလဲစောင့်ကြည့်သွားမှာပါနီကိုဝီလျံကရောက်လာမယ်ဆိုလို့ရှိရင်လည်းနည်းနည်းလေးတော့ညှိရမယ်အပိုင်းလေးရှိသူက ဘူကာအိုဆာကာလိုမျိုးလောက်ခလာစာမျိုးတမ်းပြီးရကျင်နေဆိုပြီးတော့တချို့ report တွေဟာဖော်ပြထားသလိုဥက္ကဋ္ဌအူရီယာတေးကိုယ်တိုင်ကလည်းဘီဘာအိုမှာဒီကစားမောက်ဆက်ပြီးတက်တန်းတိုးကျင်နေတက်တန်းတိုးတာအရင်ကြိုက်လို့တော့မဟုတ်ဘူးစာချုပ်ဖြတ်သိမ်းကြီးပေါင်တန်း90ကိုထပ်ပြီးဈေးတည်နေတာဖြစ်တဲ့အတွက်ဒီကစားမောက်တက်တန်းတိုးဖို့ဆွေးနွေးဆိုပြီးသတင်းတချို့ထွက်နေပါတယ်22ရက်စပိန်သားတော့2029ခုနှစ်တိဘီဘာအိုနဲ့တက်တန်းရှိတယ်ဒီရသည်52ပွဲမှာ17ဂိုးသွင်းပြီးတော့9လုံးဖိုင်ထားတယ်မနစ်ကတော့8ဂိုးသွင်းပြီး16လုံးဖိုင်ထားတယ်39ပွဲမှာလာလီဂါရဲ့ dribbling လုပ်ပြီးတော့လိန်ခေါက်ဖြတ်ချုပ်မှုအကောင်းဆုံးကစားမ၃ထဲမှာပါတယ်ပထမတစ်ယောက်ကတော့ Vinicius Junior က335ကြိမ်နီကိုဝီလီယံ268ကြိမ်နဲ့ Rodrigo ကတော့206ကြိမ်ရှိထားပြီးတော့ဒုတိယမြောက်လိန်ခေါက်ဖြတ်ချုပ်မှုအများဆုံးလုပ်ထိုင်တဲ့ Bilbao ကစားသမားဖြစ်တော့လက်ရှိအချိန်မှာရှိနေပါတယ်အဲ့လိုဆိုတော့ Bilbao သား Champions League ဝင်ဝင်ရရင်နီကိုဝီလီယံကစပိန်ပြည်မှာဆက်ပြီးရှိသွားနိုင်ကြအရန်မြင်ပါနေပါတယ် ဒုတိယမြောက်သတင်းတပုတ်ကတော့နောင်အာစင်ရဖော်ပြထားပါလေပေါ်တူဂီကလပ်စီကိုတရားသည့်အငှားချထားခဲ့တဲ့ PPOB ရနဲ့ပတ်သက်ပြီးနီးပြမီခီအိုက်တာရဲ့အနာဂတ်အစီအစဉ်လေးမှာပါဝင်နေစေပဲဆိုပြီးတော့ဖော်ပြသွားပါတယ်မြန်မာတဲ့ပြောင်းရွှေ့ကြေးတာနွေရာသီမှာရောက်လာပြီးတော့ကမ်းလှမ်းမှုတွေမလုပ်ခဲ့ဘူးဆိုရင်ဒီကစားမတော့မာတင်အိုရီကဲနောက်မှာဖိအားပေးဖို့အတွက်အရန်ကစားသမားဖြစ်အာစင်တို့ကဆက်ပြီးတင်ထားခြင်းဆိုဖော်ပြသွားတယ်အခုပေါ်လူသီးမှာပြနေတဲ့ခြွေစောင်းလည်းအာစင်ရဲ့အသင်းနီးပြချုပ်မီခီအိုက်တာပါဝင်အသင်း တာဝန်ရှိသူတွေကတော်တော်လေးသဘောကျနေပြီးတော့ PPO ဘေးရကိုမာတင်အိုဒီယားကို pressure ပေးနိုင်မဲ့တဦးတည်းသောကွင်းလယ်တိုက်စစ်ကစားသမားအဖြစ်ရှုမြင်နေပါတယ်။နွေမှာရောက်လာမဲ့မာတင်ဇူမန်နီဆိုရလဲဒါကွင်းလယ်ခိုင်စစ်ကစားသမားဖြစ်တဲ့အတွက်မာတင်အိုဒီကလိုမျိုးဒီ attacking mafia head speed မှာကောင်းကောင်းအလုံးနိုင်လုံးလုံးနိုင်တဲ့ PPO ဘေးရကိုတော့အသင်းတာဝန်ရှိသူတွေကအများကြီးမျှော်မှန်းထားပြီးတော့ အာဒီတာကလည်းအနာဂတ်သူ့ရဲ့အစီအမံကိန်းတွေမှာပါဝင်နေဆိုပြီးဖော်ပြသွားပါတယ်အဲ့တော့ဒီယာတီမှာတော့ဒီကစားမောက်ကို UO 83900နဲ့ဒါတရာတီအငှားချတာလားအဲ့တရာတီလုံးအတွက် charges ကအာဆင်တွေက UO 83900မရတယ်အဲ့ဒီမှာဂရီကဝတ်တခုကပေါ်တိုအသင်းနေနဲ့ ဖေဘီယိုဘီရတာကြန့်ခိုင်နေမှာဆိုရင်သူတို့ဆော့တဲ့ပွဲတွေရဲ့90ရာခိုင်နှုန်းလောက်ကိုအနည်းဆုံးထည့်ပြီးကစားပြတ်မယ်ဆိုတဲ့ဂတိကိုအကြောင်းဖေဘီယိုဘီရကဒီရဒီမှာ35ပွဲတိဝင်ဆော့ထားတယ်အဲ့ဒီ35ပွဲမှာငါးကိုသမီတော့၄လုံးဖိုင်ထားပါတယ်24နှစ်ရဲ့ပေါ်တူဂီသားတော့ຫນွေအထိအငှားချတာဖြစ်ပြီးຫນွေမှာအာဆင်နယ်စီကိုပြောင်းလာမယ်ဆိုလို့ရှိရင်တော့ကွင်းလေပိုင်း ပါတီနဲ့ဂျိုဂျီဂျိုထွက်ခွာသွားတဲ့အခါမှာတော့ဖီဘီယိုဘီအရာမာတီဇူီမက်တီပြီးတော့ကွင်းလယ်မှာဆုတ်လို့ရတဲ့အီတန်ဝမ်တွေရောလူးဝစ်စကယ်လီယိုရှိတာဖြစ်တဲ့အတွက်အတိုင်းအတာတစ်ခုကြီးတော့အာဆင်နယ်တည်းရဲ့ကွင်းလယ်ကတောင်တင်းနေစေဖြစ်မယ်ဆိုပြီးတော့တော်တော်များဘောလုံးသုံးသက်သူတွေကတော့ဒီလိုမျိုးသုံးသက်တာတွေ့ရပေါ့လေအဲ့တော့2022ခုနှစ်ကယူရို35တန်းနဲ့ပေါ်တိုအသင်းစီကနေရောက်လာပြီးနောက်ပိုင်းမှာဒီကစားသမားကအာဆင်နယ်တည်းမှာအခြေမကျိုက်မြဲလေမာတီနယ်တီနဲ့ဖီဘီယိုဘီအရာရဲ့ communication relationship ကအရန်ကောင်းပြီးတော့ဒီကစားသမားကအာဆင်နယ်စီပြောင်းမယ်ဆိုရင်တော့အဲ့ဒီအတက Kim Murphy Hasbey ဒီမှာ Martinelli ပဲချောင်းများအိုက်တာပြောင်းပြီးသုံးသွားမလားဆိုတာလေဒါကျွန်တော်ခံမန်းရမှာပေါ့လေဒီသားမတော့တပတ်ကို Euro 9300ကျော်ရရပြီးတော့တနစ်ကို Euro 2.8တန်းရှိတယ်အကယ်မြအာဆီနိုကိုပြောင်းလာမယ်ဆိုရင်တော့ Jack Cook Kiwi ရောထက်လောက်ခလာစားအနည်းဆုံးကစားသမားအဖြစ်ဆက်ပြီးရှိလာတော့မှာဖြစ်ပါတယ် ဒီ season လေးကိုဒီကောင်ကြီးပေါင်းပြီးတဲ့ show ပေါ်လုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ဘာပြောင်းဖုန်းနံပါတ်သူကို6916635တူကြောင်ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်နာဖြစ်လို့ငွေပုံမရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလုံးတဲ့ဆိုတော့ YouTube မှာကိုထုပ်ပေါ်ပေါ် show ရရှာပြီးကျွန်တော်တို့အားပေးလို့ရပါတယ် Ivac ကိုကို Sport Internet ငါတလုံးပစ်တူကိုကစားလို့ရနေပါခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ဒီနေ့ညတကောင်ရဲ့မြန်မာစံတော်ချိန်မနက်ခင်းစောပိုင်းတနအိခွဲ AM ချိန်မှာကံမဲ့ Arsenal Crystal Palace နောက်ဆုံးတွေ့ဆုံမှု၅ချိန်အကြောင်းကိုပြောသွားခြင်းပါတယ်နောက်ဆုံးတွေ့ဆုံမှု၅ချိန်မှာဆိုရင်2020နှစ် 23ဘောလုံးရာသီမှာတော့အာဆင်နယ်သည်၄ဂိုးတကူနဲ့နိုင်ခဲ့တယ်။အဲ့ဒီတော့ကမာတီနယ်လီ၊ဘူကာအိုဆာကာ၊ဂရင်းနစ်ရှာကာတို့ရဲ့ twin goal တွေနဲ့နိုင်ခဲ့တာဗောလေ။2023-24ဘောလုံးရာသီမှာဆိုရင်ပထမအကြော့မှာ Crystal Palace ကိုမှာအာဆင်နယ်ကတကူနဲ့နိုင်တယ်။အဲ့ကွာတော့မာတီအိုရီကတ် twin တာ။ဒုတိယအကြော့မှာအာဆင်နယ်တင်းရ၅ဂိုးပြတ်နိုင်တယ်။အဲ့မှာဂါဘရီယယ်က၂ဂိုး၊မာတီနယ်လီ၂ဂိုး၊ထရော့ဆက်က၃ဂိုး twin ။ 2024-2025ဒီဘောလုံးရာသီခါလာဘောင်ကပ်မှာတော့အာဆင်နယ်က3ဂိုး2ဂိုးနဲ့နိုင်တယ်။အဲ့ဒီမှာဂါဘရီဂျေဆုကဟက်ထရစ်သွင်းသွားခဲ့တယ်။အခု ASEAN တန်ရာသွားတဲ့ဆရာသမားကြီးပေါ့လေ။ဟက်ထရစ်သွင်းပေးသွားခဲ့ပြီးတော့ဒီပရီးမီးယားလိပထမအကြော့ခရစ်စတယ်ပဲလိကွင်းမှာတော့အာဆင်နယ်က2ဂိုး5ဂိုးနဲ့ဂိုးပြတ်နိုင်တယ်။ဒါကတော့ Premier League ပေါ့ပထမအကြော့ဒီနေ့ညကတော့ကိုယ့်အိမ်ကမှဒုတိယအကြော့ဖြစ်အခက်ကစားမယ်နောက်ဆုံး၅ကြိမ်တွေ့ဆုံမှာဆိုရင်အာဆင်နယ်ဒီဂိုးပြတ်တဲ့နိုင်ထားပြီးတော့ဂိုးမပြတ်တဲ့ပွဲမှာဆိုလို့ရှိရင်လည်းကလင်းရှစ်တကိုးတည်းနဲ့ကပ်ပြီးတော့အနိုင်ထားတာတွေ့ရတယ် ဲ့လိုဆိုဒီနေ့ညခရစ်စတယ်ပေးလီအသင်းရဲ့ပွဲစဉ်မှာအာဆင်နယ်အသင်းတောင်းဝန်ရှိသူတွေကမီခေးအိုက်ဒါပါဝင်ဖို့လေအသင်းရဲ့အဓိကကစားသမားတွေကိုဘယ်လိုလဲလှယ်ပြီးသုံးသွားမလဲ PSG အသင်းနဲ့ပွဲစဉ်အတွက်ပဲကြိုတင်ပြင်ဆင်သွားမလားဘယ်လိုမျိုးဆော့သွားမလဲဂိုးပြတ်နိုင်ပွဲတစ်ခုပုံဖော်သွားမလားဒါမှမဟုတ်ဒီပွဲမှာအဓိကကစားသမားတွေတုံးပြီးတော့ဂျားထဲမှာတပတ်အနားရမှာလည်းဖြစ်တဲ့အတွက်ကစားကွက်ဆန်းသွားမလားဆိုတာကိုတော့စောင့်ကြည့်သွားမှာဖြစ်ပါတယ်အဆုံးထိကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ